ောင်စီကိုအေးအေးယူဖို့မြမအေးလှုပ်ရှားနေတဲ့အဖွဲ့အစည်း90ကျော်ကအမေရိကန်အစိုးရကိုတောင်းဆိုလိုက်ပါတယ်မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးတော့စီးပွားရှာနေသူတွေကိုဖော်ထုတ်နေတဲ့ JFM အဖွဲ့ကကနေဒါအစိုးရရဲ့စစ်ကောင်စီအပေါ်ဂျန်ခတ်ပိတ်ဆို့မှုကိုကြိုဆိုလိုက်ပါတယ်။လေးနှစ်အတွင်းအမျိုးသမီး6000နီးပါးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့ NUG ကပြောပါတယ်။မြောင်နဲ့ရေစကြိုမှာစစ်ကြောင်းထိုးလို့လူသသောင်းလောက်ထွက်ပြေးနေရပါတယ်။ ်ဒီသတင်းတွေကို RFA ရဲ့မနက်ခင်းသတင်းအစီအစဉ်မှာကြားရဖို့ရှိပါတယ်ရှင်စကောင်စီကခရီးရန်ဘာသာဝင်တွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်တာတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေအဖြစ်သတ်မှတ်ပေးဖို့အမေရိကန်အခြေစိုက်ခရီးရန်ဘာသာရေးအဖွဲ့နဲ့မြမအရေးလှောက်ရှားတဲ့အဖွဲ့တွေက အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုထံစာရေးသားတောင်းဆိုခဲ့ပါတယ်။ မယ်ရီလန်းပြည်နယ်အခြေဆိုင်ဘာမာရက်ဆက်အင်စတီကျူကနေဥဆောင်ပြီးတော့အဖွဲ့52ဖွဲ့ကပါဝင်လက်မှတ်ရေးထိုးထားတဲ့စာကိုမတ်လ9ရက်နေ့ကပေးပို့ခဲ့တာပါအကြံဖတ်တိုက်ခိုက်မှုတွေရပ်တန့်အောင်အမေရိကန်အစိုးရကပါဝင်ကူညီဖို့လိုအပ်တယ်လို့ဘာမာရက်ဆက်အင်စတီကျူရဲ့ဥက္ကဋ္ဌဦးစိုသုံးမှုံကပြောပါတယ်ရှင် ကာကွယ်ရေးဝန်ကြီးဌာနမြန်မာစစ်တပ်နဲ့အမှတ်33ခြေလျင်တပ်မဌာနချုပ်နဲ့စစ်ကောင်စီအဖွဲ့ဝင်73ဦးကိုကနေဒါအစိုးရကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် Justice for Myanmar ကကြိုဆိုလိုက်ပါတယ်။ဒီဒဏ်ခတ်ပိတ်ဆို့မှုကစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုတွေအပေါ်တုံ့ပြန်ဆောင်ရွက်လိုက်တာပဲလို့ JFN ကမှတ်ချက်ပြုပါတယ်။ တံခတ်ပိုက်ဆုံးမှုမှာပါဝင်တဲ့အမှတ်33ချီလျင်တက်မှတ်ဌာနချုပ်ဟာ2018ခုနှစ်ကရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့တက်မှတ်ဖြစ်ပြီးတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုဖြိုခွင်းတပ်ဖြတ်ခဲ့တဲ့တန်းလို့ထောက်ပြပါရတယ်။နိုင်ငံတကာအစိုးရတွေအနေနဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီးတော့စစ်ကောင်စီရဲ့ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် လိုအပ်တဲ့အရင်းမြစ်တွေကိုပိတ်ဆို့ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းထားပါတယ်ရှင်။စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ကနေပြီးတော့2025ခုနှစ်အထိအရွယ်ရောက်ပြီးအမျိုးသမီး6000နီးပါးကိုစစ်ကောင်စီကဖမ်းဆီးအကျဉ်းချခဲ့တယ်လို့ NUG ကပြောပါတယ်။မတ်လ၈ရက်နေ့ကထုတ်ပြန်တဲ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သက်ဝင်လွှာမှာထည့်သွင်းပြောခဲ့တာပါ။ 2300ကျော်ပြည်တံချမှတ်ခံထားရပြီးတော့တေတံ16ဦးနဲ့ထောင်တံတသက်ချမှတ်ခံရသူ58ဦးရှိတယ်လို့ဖော်ပြပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်အမျိုးသမီး2000နီးပါးကြာဆုံးခဲ့တယ်လို့ပြောပါတယ်။ MUG အနေနဲ့လိန်ပိုင်းဆိုင်ရာထိပါနှောက်ရှက်အမျက်ထောက်တာနဲ့မဖွဲမရပြုတ်မှုတာတွေကို အကအွယ်ပေးရင်မူဝါဒ ဂျန်ဒာဒန်းတူရေးမူဝါဒတွေကိုအတိပြုထုတ်ပြန်ထားပြီးတော့စတင်အကောင့်ထယ်ဖို့ကျင့်သုံးနေပြီလို့ပြောပါတယ်။အမျိုးသမီးများနဲ့မှစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအနေနဲ့အမျိုးသမီးတွေအပေါ်လိမ်ပိုင်းဆိုင်ရာအမျက်ထောက်တာတွေကိုရပ်တန့်ဖို့ပြည်ရင်းပြည်ပအမျိုးသမီးအဖွဲ့အစည်းအသီးသီးကတောင်းဆိုခဲ့ကြပါတယ်ရှင်။ မကွေးတိုင်းရေစကြုံမျိုးနယ်နဲ့စကိုင်းတိုင်းမြောင်မျိုးနယ်တို့ကိုစစ်ကောင်စီတပ်ကအင်အား200ကျော်နဲ့စစ်ကြောင်းထိုးနေလို့ဒေသခံတထောင်ကျော်နေရစွန့်ခွာထွက်ပြေးနေရပါတယ်။ရေစကြုံမျိုးနယ်ကတာကောင်းလေးတာကောင်းကြီးမကလာချန်နဲ့မြောင်မျိုးနယ်ရဲ့အတွင်းကမင်းလာပန်ညိုညောင်ကရားရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေနေရစွန့်ခွာထွက်ပြေးနေရတာပါ။ စကောက်စီတက်ကမတ်လ9ရက်နေ့ကတာကောင်းလေးရွာကိုစစ်ကြောင်းတွေဝင်ရောက်စီးနင်းနေလို့ဒေသခံတွေနေရက်စွန့်ခွာထွက်ပြေးနေရပြီးဒီနေ့အထိနေရက်မပြတ်နိုင်ကြသေးဘူးလို့မြောင်မြို့နယ်အခြေဆိုင်11 Brother Revolution Force ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကိုစာချင်းကပြောပါတယ်ထွက်ပြေးတိမ်းရှောင်နေရသူတွေစာနယ်ရိတ်ခါအရေးပေါ်လိုအပ်နေပါတယ်ရှင် ရန်ကုန်မော်လမြိုင်လမ်းမပေါ်ကြိုက်ထိုဘီလင်းလမ်းပိုင်းအလူးလေးရွာအနီးမှာစစ်ကောင်စီရန်တန်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကအရာရှိတဦးအပါဝင်၄ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းစစ်ဒေသကပြောပါတယ်။မတ်လ6ရက်နေ့ကကြိုက်ထိုဘက်ကနေဘီလင်းဘက်ကိုလာတဲ့စစ်ကောင်စီရန်တန်းကိုဘီလင်းမြို့နယ်အလူးလေးရွာ အထက်သားဆက်ရုံအနီးမှာပူပေါင်းတပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။ စကောင်စီဘက်ကအရာရှိတဦးအပါဝင်၄ဦးသေဆုံးခဲ့ပြီးတော့၅ဦးထဏ်ရာရခဲ့တယ်လို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတဦးသေဆုံးပြီးတော့၂ဦးထဏ်ရာရခဲ့တယ်လို့ပြောပါတယ်စကောက်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင်။ကရင ယ်ကြောက်ကြီးမြို့နယ်နဲ့ပဲခူးတိုင်းမုံမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့အရသာသုံးသိဆုံးပြီးတော့နှစ်ဦးထဏ်ရာရခဲ့တယ်လို့ KNU ဘခိုကမတ်လ၈ရက်နေ့မှာပြောလိုက်ပါတယ် မတ်လ6ရက်နေ့ကမုံမြို့နယ်အတွင်းဘုံကျဲတိုက်ခိုက်လို့ကြောက်ကြီးဖောက်ကြီးရွာကအသက်63နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးတော့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့မကြီးတော်ကြီးရွာကအသက်50ကျော်အရွယ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ KNU ကပြောပါတယ်ကြောက်ကြီးမျိုးနဲ့မှလည်းနေစင်နဲ့အမြလေချောင်းရံကိုတတိထားနေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ န်မျိုးသားလွတ်မြောက်ရေးတက်မတော် TNN နဲ့ထိန်းချုပ်ထားတဲ့မြို့နယ်6မြို့နယ်မှာဖေဖော်ဝါရီလတစ်လအတွင်းမှာတင်မူရစေဝါ3ဆွဲသူ85ဦးနဲ့ရောင်းဝယ်ဖောက်ကားသူ9ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ TNN တွေကပြောပါတယ်ဖမ်းမိသူတွေဟာနန်ခမ်းမြို့နယ်ကမူရစေဝါရောင်းဝယ်3ဆွဲသူ22ယောက်နမ်ဆန်မြို့နယ်က23ယောက်ကြောင်မဲမြို့နယ်က18ယောက်မိုင်းရော်မြို့နယ်က10ယောက်ကုတ်ခိုင်မြို့နယ်က9ယောက်နဲ့မိုးကုတ်မြို့နယ်က2ယောက်ပါဝင်ပါတယ် ဖမ်းဆီးရမိတဲ့အထက်မူရစေသုံးဆွဲသူတွေကိုဆေးဖြတ်ပေးသွားမယ်လို့ပြောပါတယ်။ပြစ်မှုကြီးလေးသူတွေကိုတော့ထောင်အတွင်းမှာထိမ့်သိမ်းထားမယ်လို့ TNN တွေကပြောပါတယ်။ပြည်ကရနှစ်အတွင်း TNN တွေထိန်းချုပ်ထားတဲ့ဒေတာတွေမှာမူရစီဝိုင်းရောင်းဝယ်သုံးဆွဲသူ1900ကျော်ကိုဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ TNN တွေကပြောပါတယ်ရှင်။ မြန်မာနိုင်ငံမှာလည်းပတ်နေတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းနှိမ့်နှင်းရေးအရှိန်မြင့်ဆောင်ရွက်နေချိန်မှာတရုတ်တရားရုံးတွေဟာဆက်သွယ်ရေးနဲ့အွန်လိုင်းလိမ်လည်မှုပေါင်း4000လောက်ကိုမနစ်ကကင်တွယ်စစ်ဆေးခဲ့ပါတယ်။ဒါဟာ2023ခုနှစ်ကထက်26.8%ရာခိုင်နှုန်းပိုများတယ်လို့ CNA သတင်းကဖော်ပြပါတယ်။ 2024ခုနှစ်အတွင်းဆက်သွယ်ရေးလိမ့်လည်မှုမှာဆက်နွယ်ပတ်သက်သူ12000ကိုစစ်ဆေးခဲ့ပြီးတော့အဲ့ဒီထဲကလူပေါင်း9800ကိုတရားစွဲဆိုခဲ့တယ်လို့တည်သူရှိနေချုပ်ယုံကပြောပါတယ်တရားစွဲဆိုမှုဟာ2023ခုနှစ်ကထက်53.6%ခိုင်နှုန်းပိုများတယ်လို့ပြောပါရရှင်။မတ်လ9ရက်နေ့တနင်္ဂနွေနေ့မနက်ခင်းသတင်းအစီအစဉ်တွေကိုကြည့်ရှုခဲ့ရတာပါရှင်။ RFA ရဲ့ season တွေကို RFA Burmi Facebook page, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တစ်ပြေးညီကြည့်ရှုနိုင်ပါတယ်။မြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ကနေနေ့တစ်နေ့ဖြစ်ပါစေ။ကျမဝေမာထွန်းပါရှင်။